ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်တိရရဲ့မင်္ဂလာကိစ္စဟာလွန်ခဲ့တဲ့ရက်နေ့ငယ်ကမှတည်ဖြစ်ခဲ့တာမို့အိမ်တိမ်လုံးမှာပျော်ရွှင်မှုတွေနဲ့ပြည်နေပါတော့တယ်ကြည့်ပါဦးငါတို့ရဲ့အယုတ်လေးလို့ညီမငယ်လေးသူတလောက်မြင်မြန်ကြည်ပြင်းလာတယ်ဆိုတာမသိလိုက်ကြအောင်နော်ဟုတ်တယ်မကျမလည်းမနစ်ကမှဒီအိမ်ကိုရောက်လာတာ အခုတီတာလက်ထက်သွားရင်အိမ်ကအရင်ကထီးကြံတော့မှာပဲတကယ်ပါပဲသမီးတွေဆိုတာအရင်မြင်မြင်ကြီးပြင်းကြတာနော်မနေ့တော့ကပဲကောလိုက်သွားတော့ရှိသေးတယ်ဒီနေ့ကျတော့သူ့မင်္ဂလာကိစ္စအတီးဖြစ်သွားပြီဘာမှမပူပါနဲ့မင်္ဂလာဆောင်ပြီးရင်လည်းတိတ်ဝေးသွားမှာမဟုတ်ပါဘူးဒီမြို့ထဲမှာပဲနေမှာပါ လွှဲရင်လာတွေ့လို့ရတာပဲလေအဲ့ဒီချိန်ပါပဲဦးရစားနဲ့ဦးမင်းတို့ကအိမ်သုံးပစ္စည်းတချို့နဲ့ရောက်ချလာကြပါတယ်။ပစ္စည်းတွေအားလုံးစည်ရင်အတိုင်းစစ်ကြည့်ကြပါ အိမ်သုံးပစ္စည်းတွေတော့အကုန်လုံးပါပြီသားတကယ်ကဝတ်စားတချို့ပါယူလာခိုင်းတာလေဒါပေမဲ့ကျုပ်တို့ကဝတ်စားကိစ္စတင်နာမလဲဘူးဒါတွေကအမျိုးသမီးကိစ္စတွေပဲနားလေတလောက်တော့ယူလာခဲ့တယ်ကျန်တာဈေးဝယ်ထွက်ကြရအောင်မေးဈေးတွေအများကြီးဝယ်ရအောင်မစကားများနေမဲ့စားအလောက်ကိုပဲပူအာယုံစိုက်တဲ့မေးငါတို့ရဲ့မင်းသမီးလေးကတီလာတဲ့လက်ထက်တော့မှကဲဒီမင်္ဂလာပွဲရဲ့တာဝန်အားလုံးကမင်းတို့အပေါ်မှာပဲကဲတော့ကြမဟေ့ပြင်ဆင်မှုတွေစကြစို့ ောက်တနေ့မှနီလာနဲ့တခြားသူတွေလည်းဈေးဝယ်ထွက်ကြပါတယ်။အမေကိုရိုးရဝတ်စုံလေးကိုကြည့်ပါအောင်ဘလောက်တောင်လှပြီးချစ်စရာကောင်းလဲ။ဟုတ်တယ်ဒါအရန်လှတယ်။ဒီဝတ်စုံမင်္ဂလာဆောင်တွေဝေသွားမယ်။ကျမတို့ရဲ့အရွယ်ဆောင်အတိုင်းပဲနောက်ဘက်ထဲမှာအစင်းသင်းပြအောင်လုပ်ပေးနော်။ဟုတ်ကဲ့ရပါတယ်။ကဲတီတာမင်းကအခုနနွင်းလိန်ပွဲနဲ့တခြားအခမ်းအနားတွေအတွက်လည်းဝတ်စုံရွှေအောင်လေ။နနွင်းလိန်ပွဲအတွက်ကတိတ်အေးမကြီးပါနဲ့။တခြားဝတ်စုံကတော့အရန်ကောင်းတာပဲလို့ချန်တယ်။ ကျမဝတ်ဆောင်ကလုံးဝခန်းနာထဲပါဒါမျိုးဖြစ်စေချင်တယ်။အဲ့လိုပြောပြီးဆန်ရှင်ကိုကောင်းမွန်တဲ့ဝတ်စုံတွေကိုပြခိုင်းပါရယ်။ဆန်ရှင်ဟာဝတ်စုံမျိုးမျိုးပြတာပဲမယ်။တီတာကတော့တထဲမှမကြိုက်ပါဘူး။တထဲမှမကြိုက်ဘူး။ဒါပေမဲ့သူတို့အယောင်တွေကဘလောက်တောင်လှလဲ။ဝတ်စုံကတော့ကောင်းပါရယ်။မဟုတ်ဘူးအမ။ကျမပွဲကတခြားပွဲတွေနဲ့မတူပဲ။ပျော်စရာတွေအများရှိတဲ့ပွဲမျိုးဖြစ်စေချင်တယ်။အဲ့ဒီအတွက်အထူးဝတ်စုံတွေလိုချင်တယ်။ဒီဝတ်စုံတစ်ခုပဲထုတ်ပိုးလိုက်ပါတော့။ ီလိုနဲ့မင်္ဂလာဝတ်စုံကိုရေးချယ်ပြီးအဝင့်ထည်အများပြဝေယူပြီးတဲ့နောက်မှာတောင်ရောက်သားအိမ်ပြန်လာကြပါတော့တယ်။အိမ်ရောက်တဲ့အခါမှာတော့ဒေါ်စုကမေးလိုက်ပါတယ်။ကဲမင်းတို့တောင်ရောက်ဒီနေ့အဝတ်စားကိစ္စပြီးခဲ့ပြီလား။မပြီးသေးဘူးအမေဝတ်စုံတွေနည်းနည်းကျန်သေးရဲ့။ဘာပြောလဲ။ဒါပေမဲ့ဒီနေ့ဝတ်စားကိစ္စအကုန်ပြီးအောင်လုပ်ရမှာလေ။ဘသူကခဏနာဈေးကိုထွက်နေနိုင်မှာလဲ။အိမ်မှာပြင်ဆင်မှုတွေစတော့မှာလေ။ဟုတ်တယ်လေ။ ခဏခဏအပြင်ထွက်ဖို့မအားတော့ဘူးဒါပေမဲ့အမေကျမဝတ်စုံတစ်ထဲမှမကြိုက်ဘူးဖြစ်နေတာကျမစည်းချဲတဲ့နေ့မှာပျော်ပွဲရှင်ပွဲနဲ့အခမ်းအနားကြီးလုပ်ပြီးပြိုချင်တယ်အဲ့ဒါကျမရဲ့အပြုဘဝနောက်ဆုံးနေ့ဖြစ်မှလေနောက်နေ့ဆိုကျမလက်ထပ်ရတော့မှအဲ့ဒီတရက်ကိုအပြေဝဖျက်တန်းချင်တယ်နောက်တနေ့ဆိုကျမတခြားအိမ်တအိမ်ရဲ့ချွေးမဖြစ်သွားပြီလေသူပြောတာလုံးဝမှန်တယ်ဒီပွဲကတကယ်ပဲခမ်းနားတဲ့နေဟုတ်တယ်လေမင်္ဂလာဆောင်နေ့ကျသူတို့သမီးကဘာများလုံနိုင်သေးလို့လဲ အိုင်နေကြတနေကုန်ပြင်ဆင်နေရညကြတော့မင်္ဂလာပွဲအစီအစဉ်တွေလုပ်နေရနဲ့သူတို့သမီးကိုယ်တိုင်ပျော်လို့မရဘူးအဲ့ဒါကြောင့်ကျမဒီအကျိုးပွဲအပေါ်မှာအိမ်မက်တွေအများကြီးမှတ်ထားတာဘာမှမပူပါနဲ့ညီမလေးညီမလေးလိုချင်တဲ့ဝတ်စုံမျိုးရအောင်အမတို့ကြိုးစားပေးပါမယ်တဖက်မှာတော့အိမ်ကယောက်ျားတွေကလည်းမင်္ဂလာပွဲအတွက်အလုပ်များနေကြပြီးဆွေမျိုးသားချင်းတွေတိုင်းကိုဖိတ်စာရီလိုက်ဝင်နေကြပါတယ်ဝေါငါတို့ရဲ့အရုပ်လေးဘလောက်မြင်မြင်ကြီးပြင်းသွားလဲ ူလက်ထက်တော့မယ်တဲ့မယုံနိုင်စရာပဲဟုတ်တယ်ကလေးတို့ကြီးလာတာတော့တတိမထမိလိုက်ဘူးမင်းတို့အားလုံးမိသားစုလိုက်မင်္ဂလာပွဲကိုလာရမယ်နော်ဟုတ်ကဲ့ကျမတို့သေချာပေါက်လာပြီးပျော်ပွဲရှင်ပွဲတွေဖန်နေပေးပါမယ်ဆွေမျိုးတွေအားလုံးစီကိုဖိတ်စာပေးပို့ခြင်းနဲ့ဈေးဝယ်ခြင်းတွေပြီးဆုံးသွားပြီးနောက်တနည်းမနက်မှတော့ကျန်ရှိတဲ့ပစ္စည်းတွေကိုစည်ရင်းပြုစုဖို့အားလုံးကအတူထိုင်နေကြပါလိမ့်ကဲအဝေစားကိစ္စတွေအားလုံးပြီးကြပြီလားမပြီးသေးဘူး သူတို့အားလုံးရဲ့စီးချေပွဲအတွက်ဝတ်စုံတွေကြံသေးတယ်။အော်ဒါဆိုရင်ဝယ်စားကိစ္စတွေကြံနေသေးတာပေါ့။ကောင်းပြီလေမင်္ဂလာဆောင်အတွက်ခန်းမကိုကြိုတင်ပူကင်လုပ်ထားပြီးတော့ဒီတခြားခန်းနာကိုတော့ဒီအိမ်ဝင်းထဲမှာပဲလုပ်တော့မယ်။ဘာပြောရဲစီးချေပွဲကိုလည်းတီချံဝင်းထဲမှာလုပ်မှာလား။ဟုတ်တယ်သမီးအပြင်မှာတလောက်ကြီးတဲ့ခြံရှိနေရပဲတောက်ဘယ်တော့မှအသုံးပြုရမှာလဲအဲ့လိုဆိုရင်တော့ပတ်စံတချို့ခြွေတာနိုင်တာပေါ့ မဟုတ်ရင်မင်္ဂလာပွဲမှာပတ်စံတွေရေးလို့သုံးပြရမှာဟင်ဟုတ်ပါပြီတိရကတခုခုပြောချင်ပုံရပါမယ်ဒီစကားကိုကြားလိုက်ရတော့သူခန်းစားချက်တွေကိုကုဘာသာထိန်းချလိုက်ပါတယ်ညနေပိုင်းမှာတိရကသူ့ခန်းထဲမှာတယောက်ထဲထိုင်ပြီးဆိုရှယ်မီဒီယာတချို့ကိုကြည့်နေပါတယ်ဒီချိန်မှာပဲနီလာကသူ့ခန်းထဲကိုရောက်လာပါတယ်ဟေးဒီမှာတယောက်ထဲထိုင်ပြီးဘာလုပ်နေရလဲဒီနေ့စပင်သွားလို့ဖို့အလားပြင်ဆိုင်မသွားချင်ဘူးလား ဒါရီကိုကြည့်နေရင်အချိန်ကုန်သွားတာတောင်တတိမထမ်းမိလိုက်ဘူးဒါဆိုပါရီကြည့်နေရလဲပြဆမ်းမအောင်တည်တာရဲ့ကြည့်ပါဦးမရဲ့ဒီပညာရှင်ကအရင်လာတဲ့ပကြီးတွေရေးဆွဲပေးတဲ့အမှုပညာရှင်ပဲသူကအရင်နာမည်ကြီးပြီးကျမအကြိုက်ဆုံးပဲကျမသူနဲ့ပဲဆွဲစိတ်ချင်တာဒါကျမရဲ့အိမ်မက်ပဲကျမသူ့ကိုနှစ်ပေါင်းများစွာတည်းကလိုက်ကြည့်နေတာကောင်းပြီလေအလိုဆိုရင်မပူပါနဲ့အဲ့ဒါညီမလေးရဲ့အိမ်မက်ဆိုရင်တော့ငါတို့တေချာပေါက်တစ်ခုခုလုပ်ပေးပါမယ်ဒါပေမဲ့အရင်ဆုံးပြောပါအောင် ညီမလေးရဲ့ဝတ်ဆောင်တွေကအတီးဖြစ်ပြီးလားအမှန်တမ်းပြောရရင်အမမင်္ဂလာပွဲရဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့အရင်ရှုပ်ထွေးနေလို့ဘောင်းမနားမလည်နိုင်ဖြစ်နေတယ်ဒါပေမဲ့ကျမရဲ့တခုတီးတော့အိမ်မက်ကကျမရဲ့စေးချေပွဲကိုတသက်လုံးမမိနေစေချင်တယ်ဒီအိမ်မက်အကောင့်ထဲပေါ်လာမယ်လို့တော့မထင်ဘူးကျမရဲ့ဘဝမှာဒီထက်ခမ်းနားတဲ့ပွဲ မရှိတော့အောင်ခမ်းနားစေချင်တယ်ကျမမင်္ဂလာပွဲမှာတခုခုထူးထူးခြားခြားလုပ်ခဲ့တယ်ဆိုတာကိုတသက်လုံးမတူညီတဲ့နေလန်နဲ့တတိယနေချင်တာတီတာ မြန်မာလေးရဲ့ခန်းစားချက်တွေကိုနားလည်ပါတယ်မြန်မာလေးပြောတာလုံးဝမှန်တယ်အဲ့ဒီနေရာသူတို့သမီးပွတ်မွန့်လင်းလင်းပြောနိုင်တဲ့တရက်ထဲသောနေ့ပဲမင်္ဂလာဆောင်နေ့မှာတော့သူကဘဝတက်တယ်ကိုခြေချပြီးတခြားအိမ်တအိမ်ရဲ့ချွေးမဖြစ်သွားပြီလေအဲ့ဒီအထိပဲသူကသူ့အိမ်ရဲ့ချစ်သမီးလေးဖြစ်နေသေးတာဟုတ်တယ်မမင်္ဂလာတယောက်ရဲ့ဘဝမှာအလဲပြောင်းနေအများရှိတယ်အဲ့ဒီအထဲမှာအကြီးဆုံးအလဲပြောင်းကမင်္ဂလာဆောင်တာပဲအရာရာဘလို့ဖြစ်လာမလဲမသိဘူးလေပါပဲဖြစ်ဖြစ်အရန်ကားမှာပါ ဒါပေမဲ့ဘာမှမကူနဲ့အခုလောလောဆယ်တော့မင်းရဲ့ပွဲအတွက်ဆက်သွယ်ပြီးပိုကင်လုံးနိုင်ဖို့အဲ့ဒီပညာရှင်နံပါတ်ဒါမှမဟုတ်တခုခုပေးပါအောင်ဒီစကားတွေကိုကြားတော့တိရမျက်နှာမှာအပြုံးတစ်ခုပေါ်လာပြီးဝမ်းသာအားရနေကျေးဇူးတင်ပါတယ်မအမအကောင်းဆုံးပဲကောင်းပြီလေအခုမင်းမြတ်မြတ်အလှပြန်ဆိုင်သွားလိုက်ကျန်တာငါဆက်လုပ်မယ်တိရဟာသူ့ပွဲအတွက်ရမ်းစိတ်လှုပ်ရှားနေပေမဲ့စိတ်ရှုပ်ထွေးမှုတွေလည်းအများကြီးရှိနေခဲ့ပါသေးတယ် ီလာကတော့ညမဝိုင်းခွေလီတီရအတွက်တခုခုထူးထူးခြားခြားလှုပ်ပေးခြင်းစိမ့်နဲ့ပဲသူ့ဖောင်းကိုပြောပြပါရယ်အမေရေတီတာတော့အဲ့လိုတဲ့ကောင်းပြီလေအဲ့လိုဆိုရင်လည်းအဆင်ပြေတယ်မင်းအဲ့ဒီအမှုပညာရှင်နဲ့သွားပြောကြည့်လိုက်ပါတစ်ဖက်မှာတော့တီရာဟာလှပြင်းဆိုင်မှာရောက်နေပါရယ်ဟုတ်ကဲ့ပါဒီနေ့ကျမအရင်ပြောတယ်ကျမအကြိုက်ဆုံးအမှုပညာရှင်ကကျမမင်္ဂလာပွဲမှာဆေးပကြီလာဆွဲပေးတော့မယ်။ကောင်းပါပြီ။ဒါအရင်ကောင်းတဲ့ကိစ္စပဲ ကောင်းပြီလေညနာပေါင်းတင်တာစလိုက်ရအောင်နော်ညနာပေါင်းတင်ပြီးအိမ်ပြန်လာတော့တိရကစိတ်လုံရှားသွားနေနီလာစီကိုပြေးလွှားသွားလိုက်ပါတော့တယ်အမအမအဲ့ဒီအမှုပညာရှင်နဲ့ပြောပြပြီလားသူကျမပွဲကိုလာပြီးပကြီလာဆွဲပေးမှလားယင်ဒီစကားတွေကိုကြားတော့နီလာမျက်နှာကဝမ်းနေသွားပါတော့တယ်ညမရေတကယ်တော့ဘာလို့လဲအမအမကိုကြည့်ရတာဝမ်းနေနေတယ်လို့ပဲ sorry တိတာရေ ငါမင်းရဲ့အမှုပညာရှင်နဲ့စကားပြောခဲ့တယ်။သူကမင်းရဲ့ပွဲကိုလာဖို့ညှင်းဆိုလိုက်တယ်။ဘာလို့လဲဆိုတော့သူ့မှာပူကင်တွေကအရင်ပြည့်နေတာတဲ့လေ။အချိန်မအားဘူးတဲ့။မင်းရဲ့ပွဲကဒီလကုန်ကြမှာဆိုတော့သူလာနိုင်မှာမဟုတ်ဘူးတဲ့။ Sorry တီတာရဲ့။ငါလည်းသူ့ကိုလာစိတ်ချင်ခဲ့တာပဲ။ဒီစကားကိုကြားလိုက်ရတော့တီတာဟာရဲဝင်နေသွားပြီးသူ့ရဲ့အိမ်မက်တွေဟာသူ့မျက်စိရှိမှပျက်စီးသွားတာကိုမြင်လိုက်ရတော့တာပေါ့။နီလာလေးစိတ်မကောင်းဖြစ်နေပါတော့တယ်။ဘာမှမဖြစ်ပါမှရဲ့။ သူမလာနိုင်တော့လဲဘာဖြစ်လဲသူမပါပဲလဲကျမတို့ပွဲကိုကောင်းကောင်းလုပ်နိုင်ပါတယ်ကျမအတွက်တိတ်ကွာချမှုမရှိပါဘူးကောင်းပြီလေအခန်းနဲ့သွားတော့မယ်ကျမအယမ်းပင်မနေပြီတီရလေးဝန်းနေစွာနဲ့ထွက်သွားကသူ့ခန်းထဲမှာတိတ်ဆိတ်စွာနဲ့ထိုင်နေပါတော့တယ်တပတ်မှတော့နီလာကစင်တီယောက်ကိုပြောလိုက်ပါတယ်တနာစရာတီတာလေးဘလောက်တောင်ဝန်းနေသွားလဲဆိုတာတွေ့လားသူ့မျက်နှာကြည့်ပါဦးဟဲ့သူအရင်ဝန်းနေနေခဲ့ပေမဲ့ဟန်ဆောင်ပြုံးနဲ့ဘာမှမပြောခဲ့ဘူး တိတမှာဒီပညာရှင်ပေါ်အိမ်မက်တွေများရှိခဲ့တာ။သူဟာသူ့အကြောင်းပဲမကြခဏပြောလို့ရှိတယ်။သူနဲ့ပဲလက်ပကြီးရောပါရောအကုန်ဆွဲချင်ခဲ့တာ။မဖြစ်ပါဘူး။ကျမတို့တိတာအတွက်တစ်ခုခုလုပ်ပေးရမယ်။ဒီကြားထဲမှာပဲအိမ်မမင်္ဂလာပွဲပြင်ဆင်မှုတွေကိုစတင်လှုပ်ဆောင်ကြပါရစေ။အိမ်ကိုလည်းပဲသူတို့သမီးလိုမျိုးလှပစွာအလှဆင်နေကြပါရစေ။အိမ်ကိုတိချာတန့်ရှင်းရေးလုပ်ပြီးရောင်စုံပန်းတွေနဲ့အလှဆင်နေကြပါရစေ။ကြည်စမ်းပါအောင်။ ပြဿနာတစ်ခုမှမရှိသင့်ဘူး။ငါကြူပြောထားမယ်နော်။အရာရာတည်တည်ချာချာလုပ်ရမယ်။ပြီးတော့ဒီမှာဂတိပါဘန်းတွေနဲ့နင်းစီဘန်းတွေလည်းစိုက်ရမယ်။ဟုတ်ကဲ့။အခုပဲအလုပ်အားလုံးကို ပြီးအောင်လုပ်ပါမယ်။တဖက်မှာလည်းဖွားနှုတ်ကောင်။ဒီမှာဘန်းတွေတည်တည်ချာချာမစိုက်ထားအောင်နော်။ကြည်စမ်း။ဘလောက်တောင်ပလာဖြစ်နေလဲ။တောင်တတောင်းမှမကြင်အောင်လုပ်ရမယ်လို့ပြောထားတယ်လေ။ဒီမှာမာရီဂိုးဘန်းတွေစိုက်ရမယ်လို့ပြောထားတာ။အခုမာရီဂိုးဘန်းတွေကုန်သွားပြီ။ မာရီကိုပန်းတွေတဲလာတွေကတော့လာတော့မှာပါ။သူရောက်လာရင်ကျွန်တော်တေချာထပ်ပြီးစိုက်ပါမယ်။မင်္ဂလာပွဲပြင်ဆင်မှုတွေကအချိန်အဟုန်နဲ့ဆက်လက်ဖြစ်ပေါ်နေပြီးအရာရာတိုင်းဟာနီလာရဲ့စန္ဒအတိုင်းဖြစ်နေခဲ့ပါတယ်။နီလာဟာအင်းရဲ့တာဝန်တွေအလုံးကိုယူထားတာပေါ့။သူဟာအင်းကိုအလှဆင်ပြီးတခြားအခမ်းအနားအတွက်ခြံဝင်းကိုလည်းလှပစွာဆင်မြဲနေခဲ့ပါတယ်။ဒီမှာမနေ့ပိုင်းအတွက်အရာအလုံးအဝါရောင်ဖြစ်ရမယ်။ဘာလို့လဲဆိုတော့ အထမဆုံးနနင်းပွဲလုပ်ရမှာလေပန်းတွေအားလုံးအဝါရောင်ဖြစ်ရမယ်ပြီးတော့မီးတွေမလျော့ပါစေနဲ့နော်ပွဲရနေဖက်လောက်တာဆိုပေမဲ့ပုံတွေကောင်းကောင်းရဖို့မီးအလင်းရောင်အပြည့်အဝဖြစ်ရမယ်ဟုတ်ကဲ့မမလေးပို့လိုက်တဲ့ဓာတ်ပုံအတိုင်းပဲအတိအကျလှဆင်ပါမယ်အဲ့ဒီချိန်မှာပဲစင်တီယာရောက်လာပြီးနီလာကိုလှင်မြန်ခေါ်လိုက်ပါတော့တယ်ဟေးနီလာမြင်မြင်လာပါအောင်ငါတခုခုရထားပြီတကယ်လားညီမလေးဟုတ်လားဟုတ်တယ်မြင်မြင်အထဲကိုလာခဲ့ ်လက်တော့ထဲမှာအားလုံးပြမယ်တို့နှစ်ယောက်သားအိမ်လေးဝင်လာပြီးအေကန်းလေးကဆူပါဘောထိုင်ကလက်တော့လေးကတခုခုကိုကြည့်ရင်းနေတီတူပြောနေကြပါလိမ့်ဝေါအမရေဒါကျမပြောထားတဲ့အတိုင်းပဲဒါကျမတို့အားလုံးအတွက်ပြီးပြည့်စုံမယ်တကယ်လှတာပဲအဲ့ဒါနဲ့ပတ်သက်ရင်အရာရာအတီးဖြစ်သွားပြီဒါပေမဲ့ဘိုးဘုဆောင်ကရောဘလို့လဲအဲ့ဒါကိုလည်းရိုးရိုးရှင်းရှင်းလေးပဲထားလိုက်မယ်လေအရင်များနေလေအပူတွေဖြစ်မှာစို့လို့ နှစ်ယောက်သားအချင်းအတော်ကြာဆက်လက်စကားပြောဆိုနေကြပါသည်။အဲဒီချိန်မှာပဲတီရာရောက်ချလာခဲ့ပါသည်။တီရာကိုမျက်နှာနဲ့လီလာဟာလက်တော့ကိုအမြန်ပိတ်ပြီးနှစ်ယောက်သားတိတ်ဆိတ်သွားကြပါတော့တယ်။မမတို့နှစ်ယောက်ဒီမှာဘာလုပ်နေကြလဲ။အော်ဘာမှမလုပ်ပါဘူး။ဒီလိုပဲစကားပြောနေရပါ။ဟုတ်ပါပြီ။ကောင်းပြီလေမ။ကျမတို့သွားရအောင်။ကျမတို့အရေးကြီးတာတခုလှုပ်ရှားရှိသေးတယ်လေ။အေးဟုတ်တယ်သွားစို့။တီတာရေနားလောင်နော်။ငါတို့ချက်ချင်းပြန်လာမယ်။ တီရန်ကသူတို့နှစ်ယောက်ရဲ့အမှုရာကိုအရင်ထူးဆန်းနေတယ်လို့ထင်နေမိပါတယ်။တရက်ပိုင်းသူတို့နှစ်ယောက်ကျမကိုတခုခုဖုံးကွယ်ထားကြသလိုပဲအင်းတော့ကျမကိုမမေ့ပဲရေတောက်တာတော့မရှိဘူး။တဖြည်းဖြည်းချင်းသူတို့ပြောင်းလဲနေတယ်လို့ထင်တယ်။မင်္ဂလာပွဲမတိုင်ခင်မှာတော့တလောက်ကွာခြားနေပြီးရင်ဘလောက်တောင်ကွာခြားသွားမလဲမသိဘူး။ဒါပေမဲ့ဘာမှမဖြစ်ပါဘူးလေ။ဒါကသူတို့အမှားလည်းမဟုတ်ဘူး။အချိန်နဲ့အချိန်နဲ့တွေနဲ့အများအပြောင်းလဲတွေဖြစ်လာတာပဲ။ ဒီရလေးဝမ်းနေတဲ့စိတ်နဲ့သူ့ခန်းလေးကိုသွားလိုက်ပါတော့တယ်။တဖက်မှာတော့စင်တီးယားနဲ့နီလာတို့ကဇီးကိုကြောက်လာကြပါတယ်။ကြိုပြောထားမယ်နော်။ကျမတို့အရင်ရိုးရှင်းတဲ့ဝတ်စုံလို့တယ်။ပြီးတော့ပေါင်းမီရှိရဲ့ကော်လံပါတဲ့အင်ကြီးရဲ့လို့တယ်။အင်ကြီးကိုအစိမ်းအောင်လို့ချက်နေ။ဘဝကတော့အရင်လှရမယ်။ဒီဝတ်စုံတစ်စုံလုံးတီလာကောင်မအပြီးချက်ဝမယ်။ဘယ်စည်းနဲ့မဆိုပေါ့။အိုးမပူပါနဲ့အမ။ကျွန်တော်ရဲ့ရှာရင်ပြီးကြိပေးပါလေ။ ကျွန်တော်ပြောရင်ရာအားလုံးအချိန်မီရောက်စီရပါမယ်။ကောင်းပြီလေ။ဒါပေမဲ့တခုခုမှားသွားရင်တော့တေချာပြန်ပြင်ပေးရမှာနော်။အမရေဘာမှမှားမှာမဟုတ်ပါဘူး။မှားခင်ရင်အမရေဖနဲ့နဲ့ကျွန်တော်ကောင်းဝန်သားရက်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကအိမ်ပြန်လာပြီးအကုန်လုံးကိုပြောပြလိုက်ကြပါရစေ။ကောင်းပြီလေ။ဒီအလုပ်လည်းပြီးသွားပြီဆိုတော့ကောင်းတယ်။သူတို့လေးယောက်သားစကားပြောနေတော့တီရာလေးရောက်လာပြီးဆိုဖာမှာအတူထိုင်လိုက်ပါတော့တယ်။သူရောက်လာတဲ့အားလုံးတိတ်ဆိတ်သွားကြပါတော့တယ်။ ဘာကိစ္စလဲယင်ဘာရီဆွေးနွေးနေကြလဲဘာမှမဟုတ်ပါကွယ်တမီးအန်တီတို့ဝတ်စားရကြောင်ပြောနေတာအခုအဖွားတို့လည်းမင်္ဂလာပွဲမှာကောင်းကောင်းဝတ်သက်နေလေဟုတ်တယ်အဖွားလုံးဝမှန်တယ်အဖွားတို့ကသူတို့တမီးရဲ့ဆွေမျိုးတွေဆိုတော့အကောင်းဆုံးဖြစ်နေတဲ့နေကျမပြောချင်တာအဖွားတို့အားလုံးလည်းဒီဇိုင်နာဝတ်စုံတွေဝတ်သက်နေမဟုတ်ဘူးတမီးအဆင်ပြေပြေနဲ့အားလုံးပြီးသွားရင်ပဲအဆင်ပြေတယ်မင်္ဂလာပွဲတွေမှာပတ်စံဘလောက်ကုန်လဲဆိုတော့လေတမီးသိရပါပဲလေ ခဏကြာစကားပြောပြီးတဲ့နောက်တီတာကသူ့ခန်းလေးကိုပြန်ဝင်သွားပါတော့တယ်။တကယ်ပဲမိင်္ဂလာဆောင်မှာပတ်စံနေအများကြီးကုန်တာပဲ။ငါလည်းတခုခုစဉ်းစားတဲ့နေ။အခုသူတို့ဘာမှထပ်ပြီးမတောင်းတော့ဘူး။တီတာကသူ့ဘာသူပြောပြီးသူ့အိမ်ယာလေးမှာတက်တောင်းတက်တာနဲ့လင်းလျောင်းကအိပ်ပျော်သွားပါတော့တယ်။နီးရတွေကဒီတိုင်းမေကုန်ဆုံးသွားပြီးတော့မိင်္ဂလာဆောင်ရဲ့လေးနီးလာခဲ့ပြီပေါ့။ကောင်းပြီလေ။အိမ်ကတော့ကောင်းကောင်းအလှဆင်ပြီးပြီ။ အခုမနှက်ဖြင့်ကညီမရဲ့နနွင်းလိန်ပွဲပဲအားလုံးအဆင်ပြေမယ်လို့မျှော်လင့်တယ်အားလုံးအဆင်ပြေမှာပါအမမပူပါနဲ့ပွဲအတွက်အပြင်ခြံဝင်းမှာအရန်လာတဲ့အလှဆင်မှုလှုပ်ထားတာပဲညီမလေးလည်းကြိုက်တယ်ဟုတ်တယ်အရန်ကောင်းတယ်မင်းကြိုက်ဖို့ပဲလိုတာကျွန်တော်ဘာမှမလို့ဟုတ်ကဲ့နောက်တစ်နေ့မနက်မှာပထမဆုံးဆနွင်းလိန်ပွဲကိုကျင်းပကြပါတယ်လူတိုင်းကအပါရန်ဝတ်စုံတွေဝတ်ဆင်ပြီးပွဲကိုစတင်ကြပါတယ်ဆွေမျိုးတွေနဲ့အင်းနီနာချင်းတွေတချို့လည်းရောက်လာခဲ့ကြပါတယ် လူတိုင်းဟာတိဒါကိုဆန်းရင်းတွေလိမ့်ပေးကြတော့တာပေါ့တိဒါရဲ့သမီးလေးကဘလောက်တောင်ချစ်စရာကောင်းလဲကြည်ပါကွယ်အရင်ကောင်းတယ်မင်းရဲ့ဘဝလေးပျော်ရွှင်မှုတွေနဲ့ပြည့်ပါစေဒီဘဝတည်းဟာမင်းအတွက်ຫນွေဥလို့အလောက်ပဲယူဆောင်လာပါစေဟုတ်တယ်ငါတို့ရဲ့မင်းသမီးလေးကအလိမ်မဆုံးမဲသမီးလေးအမြဲပျော်ရွှင်ပါစေကွယ်ကဲအားလုံးတူတူနည်းနည်းလောက်ကခုံကြရအောင်လေအဲ့လိုပြောပြီးတချင်းဖွင့်ကလူတိုင်းကကခုံတီးဆိုကြပါလေ အမျိုးသမီးတွေလည်းရိုးရာပုံတွေတီးပြီးတခြင်းတွေဆိုကြပါတယ်။အကုန်လုံးကပျော်ပါးနေကြရတာပေါ့။နနွင်းလိမ့်ပါစီလိမ့်ပါ။အလုံးပျော်ရွှင်စွာပါဝင်ဆင်တွဲလိုက်ကြပါတယ်။ခဏကြာမှတော့ဇနွင်းပွေပြီးဆုံးသွားပြီးတီတာလည်းအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ကောင်းပြီလေမ၊ကျမရေချိုးတော့မယ်။ကျမရဲ့နောက်ထပ်ဝတ်ဆောင်ကဘာမှလဲ။အေး sorry တီတာငါယူလာဖို့မေ့သွားတယ်။အချုပ်သမားစီမှာပဲရှိသေးတယ်။အခုခဏတော့တာမန်အိမ်ဝတ်ဆောင်ဝတ်လိုက်ပါ။ ။ပြီးရင်ငါနဲ့လိုက်ခဲ့ငါတို့သွားယူကြမယ်။ကောင်းပြီလေအမ။ဒီလိုပြောပြီးအခဲနဲ့ဝင်ကရေချိုးပြီးတော့တာမန်ဝေစားတွေကိုဝစ်ဆင်ပါလေ။ဟုတ်တယ်။ငါတီပွဲနဲ့ပတ်သက်ပြီးအိမ်မက်တွေအများရှိခဲ့တာ။ကောင်းပြီလေ။ဘာပဲဖြစ်နေဖြစ်နေအခုလိုလေးလဲကောင်းပါလေလေ။ဒီတော့ကအစင်းတဲ့ဖြစ်ပြီးအောက်ထပ်ဆင်းလာတော့အိမ်မှာတခြားသူတွေမရှိတာကိုတွေ့လိုက်ရပါတယ်။အမအိမ်ကဘာလို့တလောက်ပလာဖြစ်နေရလဲ။အားလုံးကအလှပြင်ဆိုင်သွားကြပြီလေ ကောင်းပြီလားအမတို့လည်းသွားကြရအောင်နော်သူတို့နှစ်ယောက်သားကားနဲ့တနေရရကို သွားနေကြပါလေတီရာကခကြီးကိုရမ်းကြားရလို့ထင်နေတော့တာပေါ့အချုပ်ဆိုင်ကတလောက်ဝေးတာလားယင်သွားတာအချင်းတော်တော်တောင်ကြာနေပြီခဏလေးဆောက်မှတီတာရဲ့ခဏလေးဆိုရောက်ပြီကဲမျက်လုံးပတ်လိုက်ဒါပေမဲ့ဘာလို့လဲအမဘာလို့လဲဆိုတော့ညီမလေးတို့အံ့အားသင့်စရာလေးရှိရဲ့လေဒီလရဲ့ညွန်ကြားချက်အတိုင်းတီရာဟာမျက်လုံးကိုပတ်လိုက်ပြီး ဖနာအကြမတော့ကားရက်သွားပါတော့တယ်။တီရာနဲ့နီလာတို့လည်းကားပေါ်ကဆင်းလာကြပြီးစင်တီယာလည်းရောက်လာကတီရာကိုခမ်းမာရီဝင်သွားနိုင်ဖို့ကူညီပေးခဲ့ပါတယ်။ခမ်းမာရီရောက်တော့တီရာကမျက်လုံးစည်းကိုဖြီးလိုက်တဲ့အခါမြင်ကွင်းကိုမြင်ပြီးအံ့ဩတင်သွားပါတော့တယ်။လူတိုင်းကအတူတူ surprise လို့အော်လိုက်ကြပါတော့တယ်။ surprise တီရာကအနာရီအလုံးကိုမြင်ရလို့ရမ်းကိုပြိုသွားခဲ့ပြီးသူ့ရဲ့ပပလေးကိုကြည့်လိုက်ပါတော့တယ်။ ခန်းမတစ်ခုလုံးလှပစွာလှဆင်ထားပါတော့တယ်။အိမ်မှာရှိတဲ့ဆွေမျိုးသားချင်းတွေအလုံးတူညီတဲ့အရာရှိတဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားကြပါတော့တယ်။အနည်းအောင်နားသနဲ့အစင်းရောင်စာရီတွေကိုဝတ်ဆင်ထားကြတာပါ။ဒါပြင်ရင်းလာတဲ့မီးလင်းရောင်တွေနဲ့အစားအသောက်အဖျော်ယမကာတွေအတွက်စီစဉ်ထားတာကိုလည်းတွေ့ရပါတယ်။ကျမတို့တီကိုတယောက်ယောက်ရဲ့မင်္ဂလာပွဲကိုလာတာလားယင်ဒီစကားကိုကြားတော့နီလာကရီမောပြီ။ဟဲ့အယူမလေး ဒါတခြားတယောက်ရဲ့မင်္ဂလာပွဲမဟုတ်ဘူး။ဒါမင်းရဲ့စေးချက်ပွဲပါ။မင်းတီပွဲမှာတခုခုထူးထူးခြားခြားနဲ့ခမ်းနားတာမျိုးလူချင်းခဲ့တာလေ။အဲဒါကြောင့်ငါတို့တီမှာကြိုတင်စီစဉ်မှုတွေလုပ်ခဲ့တာ။လူတိုင်းတူညီတဲ့ဝတ်စုံတွေဝတ်ဆင်ထားတယ်။ငါတို့အားလုံးတီမှာမင်းပတော်မှမမိတ်နိုင်မဲ့ခမ်းနားတဲ့ပါတီတခုလုပ်တော့မှာ။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတီတာကစိတ်လုံရှားသွားပြီးတော့ညည်ကြသွားပါတော့တယ်။ဒါတွေအားလုံးကကျမအတွက်လားယင်။မင်းအတွက်ပေါ့အယူမလေး။ ဒါရီအလုံးတွေ့စိတ်ကူကနီလာရဲ့စိတ်ကူပဲတီရန်ကနီလာကိုဖတ်ပြီးဂျေဆုတင်ပါတယ်အမရဲ့ဂျမတွေ့တလောက်ထိလှုပ်ပေးလို့ပါအခုလောလောဆယ်ဂျေဆုတင်စကားကိုသိနာအောင်မင်းအတွက်အံ့အားသင့်စရာရှိသေးတယ်ကြည်မင်းအခန်းဟိုရှိမှာမင်းရဲ့ဝတ်စုံကအဲ့ဒီမှာထပ်ထားတယ်မင်းလည်းမြင်မြအစင်သင်ဖြစ်အောင်လှုပ်ပြီးငါတို့လည်းမြင်မြအစင်သင်ဖြစ်အောင်လှုပ်ကြမယ်ကောင်းပြီမကျမမြင်မြအစင်သင်ဖြစ်အောင်လှုပ်ပြီးတော့လာခဲ့မယ်နော်ဒီလိုပြောပြီးအခန်းထဲဝင်သွားပါတော့တယ် ကရင်ပေါ်မှာအရန်လာတဲ့ဝစ်စုံကိုတွေ့လိုက်ရပါတယ်။တီရာကအဲ့ဒီဝစ်စုံကိုဝစ်ဆင်ပြီးအရန်သဘောကျသွားခဲ့ပြီးတော့သူဟာမှန်တယ်မှသူ့ကိုယ်သူကြည့်လိုက်ပြီးတော့ဝေါဒီဝစ်စုံကအရန်လာတာပဲ။အောက်ပိုင်းကနေဒူးအထိအရန်လာတဲ့နောက်သက်ပါးတွေပေါင်းမိရှိကွန်လန်နဲ့လက်ရှိအင်ဂျီအရန်လာတဲ့ဒီဇိုင်းပါတွေအင်ဂျီပါပြီးပေါ်ပါမလေးပပလေးရန်လာတဲ့အနာသက်တွေရှိပါတယ်။ဝစ်စုံကိုဝစ်ထားပြီးတဲ့နောက်မှာတီရာကခန်းထဲကထွက်လာပြီး လူတိုင်းဟာအနီနဲ့အစိမ်းဆိုတဲ့တူညီတဲ့ဝတ်စုံပြင်ဆင်တဲ့ကိုဝတ်ဆင်ထားကြတာတွေ့လိုက်ရပါတယ်။အမတို့နှစ်ယောက်လုံးဒီဝတ်စုံနဲ့ရန်လှနေကြတာပဲ။မမေနဲ့ဖွားတို့နှစ်ယောက်လည်းတူညီတဲ့စာရီတွေဝတ်ထားကြတာပဲ။အဲ့နောက်မှာတော့ယောက်ျားလေးဖွဲ့လေးယောက်ချလာကြပါတယ်။ဟေးသူတို့တွေမဟုတ်ဘူး။ငါတို့လည်းတူညီတဲ့ဝတ်စုံတွေဝတ်ထားကြတာပဲ။ငါတို့ဘယ်လိုလဲပြောပါဦး။ဟုတ်တယ်ကိုကြီး။သူရဲကောင်းလို့ပဲမြင်နေရတယ်။ဟုတ်တယ်ဟုတ်တယ် အဖေတို့နှစ်ယောက်လုံးလည်းသူရဲကောင်းတွေထက်မနှိမ်ပါဘူး။ကဲဒီနေ့ပွဲမှာပြောကြရအောင်နော်။တကယ်ပဲဘသူမှမမေ့နိုင်တဲ့ဒီလိုခမ်းနားတဲ့ပွဲကိုဘသူကကျင်းမဖူးလို့လဲ။ဟုတ်တယ်။တကယ်ထူးခြားလိုက်တာဒီလိုမျိုးတခါမှမမြင်ဘူး။ဟုတ်တယ်လေ။ဒါငါတို့ရဲ့မင်းသမီးလေးရဲ့အိမ်မက်ပဲ哦။တကယ်ပဲကျမရဲ့အိမ်မက်ကိုအကောင်နဲ့ဖော်ဖို့အားလုံးအများကြီးလှုပ်ခဲကြတာပဲ။အားလုံးကျေးဇူးအများကြီးတက်ပါတယ်။ဟေးမင်းရဲ့အမသာငါတို့ဘာမှမပြောခင်။ မင်းရဲ့အိမ်မက်ကြောင့်ငါတို့ဘာမှသိမှာမဟုတ်ဘူး။သူဒီကိစ္စတွေကိုစီစဉ်နေဖို့နေ့ရောညပါအလုရှုံနေခဲ့တာ။လူတိုင်းရဲ့ဝတ်စုံတွေချုပ်ဖို့ဈေးဘယ်နှခါသွားခဲ့ရလဲမသိဘူး။တခြားပါရင်များထပ်လုပ်ခဲ့ရလဲမသိဘူး။တမီးရဲ့အမလေးဒီလိုလုပ်ဖို့တကယ်ကိုစူးစမ်းခဲ့ရတာ။ဒါဆိုမမီးတို့အားလုံးဒီအကြောင်းပဲအမြဲပြောနေကြတာပေါ့။ကျမရောက်လာတာနဲ့အားလုံးတိတ်ဆိတ်သွားတာအဲ့ဒါကြောင့်လားယင်။ဟုတ်တယ်လေ။ငါတို့ရဲ့အစီအစဉ်လေးပြတ်သွားမှဆိုးလို့ပေါ့။ဂျေဆုတမားရဲ့အမရဲ့ ိမ်နောက်မှာတိရရဲ့တငယ်ချင်းတွေနဲ့သူ့ဝမ်းခွေမောင်နှမတွေလည်းရောက်လာခဲ့ကြပါတယ်။တိတာမင်းအရင်လာနေရပဲတကယ်အံ့မခံမဲနံပါတ်၁ပဲသိလားဟုတ်တာပေါ့ဟဲ့သူကသူ့သမီးဆိုတော့အံ့မခံဖြစ်နေမှာပေါ့ဟုတ်တယ်တိတာမနှက်ပြန်မင်းရဲ့မင်္ဂလာပွဲအတွက်ဂုဏ်ပြုပါရနော်လူတိုင်းဟာတိရကိုဂုဏ်ပြုကြပြီးခဏကြာတော့ပွဲတွေစတင်ခဲ့ပါတယ်တိရကိုလှဆင်းထားတဲ့ဘန်းပကတ်ပေါ်မှာထိုင်စီတော့တာပေါ့ တိရအတွက်အံ့အားသင့်စရာတခုလည်းကျင်နေပါသေးတယ်။တခုလည်းမဟုတ်ပါဘူး။အံ့အားသင့်စရာတချို့ကျန်ရှိနေသေးတာပါ။ကောင်းပြီလေ။ဘသူကကျမကိုပကြီဆွဲပေးမှလဲ။ပညာရှင်ရောက်ပြီလား။ဟုတ်တယ်။မင်းအတွက်အထူးပညာရှင်ရောက်လာပြီ။ပညာရှင်တဦးရောက်လာတဲ့နေ့တိရဟာမြင်သွားပြီးအံ့ဩသွားပါတော့တယ်။သူကတော့တခြားသူမဟုတ်ဘဲတိရနှစ်ပေါင်းများစွာကလေးကဆိုရှယ်မီဒီယာမှာလိုက်ကြည့်နေတဲ့တိရရဲ့အကြိုက်ဆုံးပညာရှင်ပဲဖြစ်နေလို့ပါ။သူကအဲ့ဒီမှာတွေ့လိုက်ရတော့ တီရာကအံ့အားသင့်စွာနဲ့မိလိုက်ပါတော့တယ်။ကျမပွဲမှာဘာလုပ်နေရလဲယင်ဒီခမ်းမမှာတခြားတယောက်ရဲ့ပွဲများရှိနေလို့လား။မဟုတ်ပါဘူးတီတာကျမတီကိုမင်းတို့ပကြီဆွဲပေးဖို့ရောက်လာတာတခြားသူမဟုတ်ဘူး။ဒီနေ့မင်းရဲ့ပွဲအတွက်ကျမပိုကင်လောက်ထားတာပါ။ဒီစကားကိုကြားတော့တီရာကပူပြီးတော့အံ့အားသင့်သွားပြီ။ဒါပေမဲ့အမအမမလာနိုင်ဘူးလို့ပြောခဲ့တာ။ဟုတ်တယ်။ဒါပေမဲ့အဲ့ဒါအမှန်တရားမဟုတ်ခဲ့ဘူး။ ငါတို့မင်းကိုအံအားသင့်စေချင်လို့မပြောခဲ့တာ။အမအရင်ကပြောခဲ့တဲ့နဲ့ကျမဘလောက်တောင်ဝမ်းနေခဲ့လဲဆိုတာသိရလားယင်။ဟုတ်တယ်။ကျမအစတော့ငင်းခဲ့သေးတယ်။ဒါပေမဲ့မင်းကကျမရဲ့ပြိသက်ကြီးစားဖြစ်နေတယ်ဆိုတာသိလိုက်ရတော့ကျမလာလာသင့်တယ်လို့ထင်ခဲ့တယ်လေ။ကျမပွဲကိုလာပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။ကျမရဲ့ဒီပွဲကရှင်မပါပဲမပြည့်စုံ။တကယ်တော့ဒါကျမရဲ့နှစ်ပေါင်းများစွာအိမ်မက်ပဲ။အခုပွဲကလုံးဝပြီးပြည့်စုံသွားပြီ။ တီရာလေးရင်ကိုပြုံနေတော့တာပေါ့ကွယ်အဲ့နောက်မှာတချင်းတွေ စတင်သီဆိုကြပါတယ်လူတိုင်းဟာအာပါတိယကခုံကြရတာပေါ့တီတာရေးဘာလို့နေရလဲတယောက်တည်းလာအမတို့နဲ့အတူတူလာပြောင်းလေဒီနေ့ပဲတည်တည်ချာချာအတူရှိရတော့မှလေဟုတ်ကဲ့ပါမေလာတော့ကကြမယ်ဒါနဲ့သူတို့လည်းထပ်ပြီးတော့ကကြပါတော့တယ်မင်္ဂလာမောင်နဲ့ရောတွေ့ပြီးပြီလားငါရဲ့မင်္ဂလာမောင်ကဘလို့လို့တီကိုရောက်လာမှလဲဒါစိတ်ချက်ပွဲပဲရှိသေးတာ哦 ဩဒီအကြောင်းမင်းမပြောရသေးဘူးထက်နဲ့ဟဲ့ပါရီလဲဟာငါ့ကိုပါရီခဏနာဖုံးခွင့်နေကြရလဲပြောပါအောင်မင်းမကြခင်သိလာလိမ့်မယ်ခဏကြတော့သူတို့သားဘက်ကမိသားစုလေးရောက်လာခဲ့ကြပြီးသူတို့သမီးဘက်မိသားစုကသူတို့သားဘက်မိသားစုကိုနှုတ်ဆက်ကြပြီးကျူစွလိုက်ကြပါတော့တယ်အမရဲ့တပါရီဖြစ်နေရလဲယောက်ျားလေးတွေဒီမှာပါလုံနေရလဲမင်းတို့နေရာကိုဆေးချေပွဲအတူတူလုပ်ချင်နေဆို့ အဲ့ဒါကြောင့်ငါတို့သူတို့သားဖက်မိသားစုလည်းဖိတ်လိုက်တာပါပဲဖြစ်ဖြစ်ဒီနေ့ခေတ်မှာဒီလိုပဲအားလုံးဖြစ်နေရပဲသူတို့သားနဲ့သူတို့သမီးရဲ့အခမ်းအနားတွေကနေရာတူမှာလောက်ကြတယ်အဲ့ဒါပြီးရင်သူတို့သမီးကအဲ့ဒီကနေထွက်သွားပြီးလက်ထက်ကြတယ်အဲ့ဒါကြောင့်ငါတို့မင်းကိုအံ့အားသင့်စရာပေးဖို့စဉ်းစားခဲ့တာတကယ်ပါပဲအမရဲ့အမကအံ့အားသင့်စရာတွေစက်တိုက်ယူလာခဲ့တာပဲဒီလားလေသူ့ရဲ့အနာဂတ်ခင်ပွန်းကိုသူနဲ့တွေ့တော့တာပေါ့ကျမတို့နှစ်ယောက်လုံးလိုက်ဖက်တဲ့ဝတ်စုံတွေဝတ်ထားကြတာပဲ။ မင်းရဲ့မငါ့အတွက်ဝတ်စုံပို့ပေးခဲ့တာ။ तू ကဒီပွဲမှာဒါဝဝေးရမယ်လို့ပြောတယ်။မဟုတ်ရင်ငါဒီကိုဝင်ခွင့်ရမှာမဟုတ်ဘူးတဲ့။တကယ်ပါ။ငါရဲ့အမအံ့မခံပဲ။ तू ငါ့အတွက်ဒီလိုကြီးမားတဲ့အံအားသင့်စရာကြီးကိုစီစဉ်ခဲ့တာငါအယမ်းပျော်တာပဲ။ခဏကြာမှပွဲစတင်လိုက်ပါတယ်။သူတို့သားနဲ့သူတို့သမီးကိုထိုင်းကုန်းဒီပေါ်မှာထိုင်စီပြီးသူတို့ကြားထဲမှာနေရောင်ကလကကြီးတစ်ခုကိုခြားထားပါတယ်။အနုပညာရှင်နှစ်ဦးလုံးကသူတို့နေရောင်လုံးကိုပကြီးဆွဲပေးကြပါတယ်။ သူတို့ရှင်မှာကောက်ခုံမှုတွေအားလုံးကိုလည်းပြသကြပါသည်အဲ့နောက်မှာခဏအကြာမှာတော့ဂိမ်းတွေကိုလည်းကစားကြပါသည်သူတို့သမီးဘက်အဖွဲ့နဲ့သူတို့သားဘက်အဖွဲ့ကိုအဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါသည်သူတို့နှစ်ဖွဲ့ကြားမှာရီမောတန်တွေအများကြီးလည်းညိုင်းဆိုင်နေတော့တာပေါ့ဒါမင်းကလေးအဖွဲ့လားဒါမှမဟုတ်ရင်တိတ်ဆိတ်ချင်းအဖွဲ့လားအတန်လုံးဝမထုတ်ဘူးသူတို့ရဲ့လေးချင်းမှုတွေအားလုံးကဇာတိမာပြီးကြံခဲ့တာလေတကယ်ပဲအတန်မထွက်နိုင်ဘူးထင်တယ် ။တစ်ဖက်မှာသူတို့သားဘက်ကသူတို့သမီးဘက်ကိုစားနောက်နေချိန်မှာတော့သူတို့သမီးဘက်ကလည်းမလျှော်သောဆွေးနဲ့ပြန်ပြီးခြေပါကြပါတယ်။မင်းတို့တချင်းဆိုတာဘက်ထရီအားနည်းတဲ့ပုံမှန်နော်။သူတို့တချင်းဆိုတာကြီးကန်းတွေတောင်ဆရာခေါ်အားလောက်အောင်အတန်လည်းမညီဘူး။ဒီလိုနဲ့နှစ်ဖက်လုံးမှာရင်မောပျော်ရွှင်မှုတွေရှိနေခဲ့ပါတယ်။ဒီလာကတော့ဒီပွဲရဲ့စီစဉ်သူပေါ်ကွယ်။တငင်ချင်းတို့ဒါမှမဟုတ်တေးသွားတိုက်ပွဲတွေမဟုတ်တော့ထင်နေ။ခမီးခမတ်ချင်းချင်းရဲ့ဟာတာဖြစ်နေတယ်။ သူတို့သမီးဖက်ကသူတို့သားဖက်ကိုဒီလိုပြန်ချေပနေတာကိုကြည့်ရင်သူတို့ပဲနောက်ဆုံးမှာပကံတွေစီးရမဲ့သူတွေဖြစ်မဲ့ထန်တယ်ဘလို့လို့ဖြစ်နိုင်မှာလဲမကျွန်တော်တို့ကသူတို့သားဖက်မိသားစုကဒီလောက်လွယ်လွယ်အရှုံးပေးမှာမဟုတ်ဘူးခဏအကြာမှတော့ဂိမ်းပြန်စားကြပါတယ်ဒါပြင်တခြားကစားနည်းတွေကိုပါကစားကြပါတော့တယ်လူတိုင်းကပျော်ရွှင်နေကြပြီးကောင်းမွန်တဲ့သချင်းတွေကိုလည်းဖွင့်ထားတော့တာပေါ့အဲ့နောက်မှာသူတို့သမီးရဲ့ဖြိုးဖြင်းမှုတွေစတင်ခဲ့ပါတယ် တီရန်ရဲ့ဝန်ကွေးမောင်နှမတွေလည်းကောက်ခုံနေကြပါတယ်။လက်တွေပေါ်မှာဆေးတွေနီးရဲလာတယ်။နားထောင်ကြပါတငယ်ချင်းတို့မင်းတို့လက်တွေမှာပန်းပွင့်နဲ့ပွင့်တော့မယ်။မင်းရဲ့စိတ်နဲ့ဘဝဟာပျော်ရွှင်မှုအသက်တွေရတော့မယ်။မင်းတို့လက်တွေမှာပန်းပွင့်နဲ့ပွင့်တော့မယ်။မင်းရဲ့စိတ်နဲ့ဘဝဟာပျော်ရွှင်မှုအသက်တွေရတော့မယ်။လူတိုင်းဟာသူတို့ရဲ့ဖြောပြေမှုကိုလက်ခုပ်တီးပြီးချီးကျူးခဲ့ကြပါတယ်။တစ်ဖက်မှာသူတို့သားကလည်းဖြောပြေကြပါတယ်။အကြီးလိမ့်ချေထားပါမင်္ဂလာပွဲအတွက်ဆင်းသင့်ဖြစ်ပါစေ။ ပကြီလင်းချိန်ထားပါမင်္ဂလာပွဲအတွက်အစင်းသင့်ဖြစ်ပါစေ။အိုးသူတို့သမီးမင်းရဲ့ချစ်သူကမင်းကိုခေါ်ဖို့လာလိမ့်မယ်။ပကြီလင်းချိန်ပြီးတေချာလေးလှဆင်ထားပါ။မင်းရဲ့ချစ်သူကမင်းကိုခေါ်ဖို့လာလိမ့်မယ်။ပကြီလင်းချိန်ပြီးတေချာလေးလှဆင်ထားပါ။အဲ့နောက်မှာတီတာလေးသူ့နဲ့အတူဖြောပြပါရယ်။သူတို့သားအုတ်ထုပ်ကိုလှဆင်ထားပါ။မျက်နှာဖုံးကွယ်ထားပါ။အုတ်ထုပ်ကိုလှဆင်ထားပါ။မျက်နှာဖုံးကွယ်ထားပါ။ ဒီနှလုံးသားရဲ့ခံစားချက်တွေကိုမိရဲ့နှလုံးသားထဲမှာဖိနှိပ်ထားပါ။အဲ့နောက်မှာလူတိုင်းကစီးကျက်တဲ့အညီတခြင်းတွေပေါ်မှာကခုံကြပါတယ်။ဒါရီအလုံးကို မြင်ရတော့တိရာကရန်ကူပျော်ရှင်သွားပြီးဝမ်းသာမြေရီကြလာပါတော့တယ်။အဲ့နောက်မှာနီလာကသူ့စီကိုသွားလိုက်ပါတော့တယ်။ဟေးဘာဖြစ်တာလဲ။ငါရဲ့မင်းသမီးလေးဘာလို့ဒီလိုငိုနေရလဲ။ပထမဆုံးနေနဲ့အမတို့ရဲ့မင်းသမီးလေးအဖြစ်ကနေမနှက်ပြန့်ထွက်သွားတော့မှလေအမ။ဒါကြောင့်အမတို့အားလုံးအရန်လွမ်းရတော့မှာ။ ဒါပေမဲ့တစ်ဖက်မှာလဲအမတို့ကျမအရင်ပျော်ရွှင်အောင်လှုပ်ပေးခဲ့လို့အရင်ပျော်တယ်။ကျမဒီပွဲကိုတသက်လုံးမိတ်မှမဟုတ်ဘူး။ဘသူကမိတ်ခိုင်းလို့လဲငါတို့အားလုံးဒီပွဲကိုမင်းတို့အမတ်ရစရာဖြစ်စေဖို့ပဲဒီလောက်ကြိုးစားခဲ့ကြတာ။ငါတို့ရဲ့အံ့အားသင့်စရာအောင်မြင်ခဲ့ရလားတိတာ။အောင်မြင်အောင်တင်မဟုတ်ဘူးအမ။အောင်မြင်တာထက်တောင်ပိုသေးတယ်။ဂျေဆုတင်ပါတယ်အမရဲ့။ကြည့်ပါဦး။ကျမရဲ့လက်တွေမှာကျမအကြိုက်ဆုံးပညာရှင်ကဆွဲပေးခဲ့တာ။လှရမလားယင်။အရင်လှတာပေါ့။ ဒီလိုနဲ့တိရရဲ့အမနီလာကတိရရဲ့ဈေးချေပွဲကိုအရန်ခမ်းနားစွာနဲ့ကျင်းပပေးခဲ့ပြီးဒရုသားနဲ့ဒရုသမီးအဖွဲ့နှစ်ဖွဲ့လုံးဟာခမ်းနားတဲ့ပွဲကိုပျော်ရွှင်စွာနဲ့ဆင်နွှဲခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နဲ့တက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်